င်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနကနေနိုဝင်ဘာလ3ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကမ်ဘလူးတွင်ပေါ်တာဆွဲဖန်ဆီးခံရသောလူငယ်ဆယ်ဦးကဖြူစောတိရဲ့မောင်ကိုတိုက်ခိုက်တက်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းကမ်ဘလူးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်ဆယ်ဦးကိုအမှတ်666တင်ကားတရင်တို့ကားဖြတ်ဖို့ဆောင်စဉ်အဆိုပါလူငယ်ဆယ်ဦးကပြူစော်တိရင်မောင်ကို ဝိုင်းဝန်းတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကမ်ပလူခရိုင်အမှတ်3 PDF တရင်ထောက်လန်ရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ15ရက်နေ့တွင်ကမ်ပလူမြို့နယ်ဇေဘေနန်တာရွာပြူစောတီစစ်စည်းရေးဂိတ်မှာအကြံဖက်စစ်သားများကခီးသွွားလူငယ်စေဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ထိုသို့ပေါ်တာဆွဲဖန်ဆီးခံရသောလူငယ်များကိုရင်းနှီးညနေပိုင်းတွင်အကြမ်းဖက်ဆက်သားများကအမှတ်6006တင့်ကားတက်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်ပြူစောတိရမောင်ကိုပေါ်တာဆွဲခံလူငယ်များကလမ်းခရီးတနေရာအရောက်ခွန်းဝန်းတိုက်ခိုက်ခဲ့ပြီးလေပင်ညှစ်လိုက်ကြောင်းထိုကြောင့်ပြူစောတိရမောင်ပွဲချင်းပြီးတည်ဆုံခဲ့ပြီးလူငယ်ဆယ်ဦးလုံးလွမြောက်လာကြောင်းသိရပါတယ်။ထို့နောက်လွမြောက်လာသော လူငယ်ဆယ်ဦးကထွက်ပြေးလာစဉ်ကံဘလူခရိုင်အမှတ်3 PDF တရရင်မှရဲဘော်များနှင့်တွေ့ဆုံခဲ့ပြီးကဲတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုလူငယ်များသည်တန်းစင်မြို့နယ်ခင်ဦးမြို့နယ်ကောလင်းမြို့နယ်တတာမြို့နယ်နှင့်မြင်းမှုမြို့နယ်မှလူငယ်များဖြစ်ပြီး၎င်းတို့အားလုံးကိုကံပလူခရိုင်အမှတ်သုံး PDF တရင်မှတာဝန်ရှိသူများကစစ်ဆေးပြီးနောက်မိသားစုထံသို့ပြန်လည်အနှံပေးခဲ့ကြောင်းသိရပါသည်။အော်တိုဘာလ15ရက်နေ့ကစပယ်နတ်တာပြူစော်တီစစ်ဆေးရေးဂိတ်မှပေါ်တာဆွဲခံရတဲ့လူငယ်စေဦးကရင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတယ်။ကျွန်တော်တို့စီကိုစေဦးလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ တို့မိသားစုတွေစီကိုအကုန်လုံးပြန်လည်အနှံပေးခဲ့ပါပြီဟုကံဘလူခရိုင်အမှတ်3 PDF တရံ6လမ်းရေးတာဝန်ခံကပြောဆိုပါတယ်။အဆိုပါကံဘလူမျိုးနယ်စေတေနန်တာရွာပြူစောတီစစ်စေးရေးဂိတ်တီပြည်သူ80ခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှအုပ်ကိုမရင်ကျက်တက်ပြတ်တာသောကြောင့်ပြည်သူများရင်ခိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်းအတိအပြီးပြောဆိုထားပါတယ်။ဆက်လက်ပြီးအကြံဖတ်စစ်တပ်နဲ့ TNL အပြစ်ရလိုက်မှုအပြည့်အစုံရနာကျင်းဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တက်ရန်နှင့်လိုချင်တာ လက်ရစခုရံဟုဗိုလ်ချုပ်တာဘုံကျော်ရှင်းလင်းပြောဆိုရတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်နဲ့တအောင် DNL အပြစ်ရလိုက်မှုအားပြန်စုရန်နာချင်းဖြစ်ပြီးတော်လရေးမှာအမြင့်ပြန်တက်ရနှင်းလိုချင်တာလက်ရစခုရံဖြစ်ကြောင်း DNL မှာဗိုလ်ချုပ်တာဘုံကျော်က၎င်း၏လူမှုကွန်ရက်မှာတက်ဆက်သဘောထားထုတ်ပြန်ခဲ့ပါတယ်။ရမနီည9:45မိနစ်အချိန်ဗိုလ်ချုပ်တာဘုံကျော်က DNL ၏အပြစ်ရခြင်းကိုလူမှုကွန်ရက်တွင်ထိုသို့ပို့စတင်၍ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။ အပြည့်အမှုနဲ့ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလသည်စီးပွားရေးညွန့်နှင့်ဆွေးမျိုးအစီရစ်သည့်ကာလမျိုးမဟုတ်ကြောင်းလေရင်ပုံချဲမှုတန်ကိုခံရသည့်ကာလဖြစ်၍နားချိန်တန်သဖြင့်နားချင်းချက်ကြောင်းဖီအားများ၍နားချင်းဖြစ်ပြီးအားပြန့်စုရန်နားချင်းဖြစ်ကြောင်းစစ်တိတ်ငြိမ်းချမ်းရေးနှင့်ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စရာမလိုကြောင်းတော်လည်ရေးမှာအမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရဆုတ်ခူးရန်ဖြစ်ကြောင်း၎င်းကရေးသားထားပါသည်အပြည့်ရချင်းဆုံးဖြတ်ချက်ပြင်းထန် ညံဆန်လို့ပောက်ကွဲခန်းစားမှုတွေအတွက်နားလည်ပါတယ်။ငါမျိုးချစ်ရဲဘော်တွေနဲ့နှွေဦးရဲဘော်တို့ရင်1990ကာလအပြည့်ရဲ့ကစားကြတာမိဖတ်တွေခုနေတဲ့ကနေတမတ်ရက်အတွင်းထွက်ခဲ့ရတဲ့ကစားခွင့်မျိုးစပန်းနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေ။လေရင်ဘုံကျဲတံငါတို့တွေအတူခံနေကြရတာပဲ။ရုံမိုးရွာတန်းငါတို့အတူခံခဲ့ကြရတာပဲဘာမဆိုလို့ရဲတယ်ဆိုသူရဲ့ငန်ကြည့်ကြည့်ငိမ့်ချမ်းရည်နဲ့ရွှေကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလို့မှလဲ ဒီကစားပွဲမှာနားချိန်တန်လို့နားတာဖီအားညလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာအလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရစခုဖို့ပဲလေဟုဘိုးချုပ်တာဘုံကျော်ခဘုံကျော်လက်ဖက်မြီကရမနီညာပိုင်း၎င်း၏လူမှုကွန်ရက်တွင်ရေးသားခဲ့ပါတယ်အော်တိုဘာလ29ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံသားဝင်စည်းစမ်းမှုဖြင့် TNL ကတင်ပိုက်ထားသောမိုးကုတ်နှင့်မိုးမိတ်မြို့များမှာစုခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နှင့်အပြစ်ခတ်ရဲစဲရေးသဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ် ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL တပ်မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြောင့်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွင်းဤဂျောင်းဝင်ညှိနှိုင်းမှုဖြင့်ကိုယ်ချိန်မြောက်တွဲဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့တွင်2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပြီးအပြည့်ရခဲ့ခြင်းဖြစ်ပါသည် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ဂျာဝင်စိတ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့နိုင်ပြီးသဘောတူသတ်မှတ်ထားသည့်ခါလအတွင်းမိုးကုန်းနှင့်မိုးမိတ်မြို့နယ်တို့မှ TNL တပ်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရပါသည်။ TNL ၏တအောင်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်ဖြင့်ပုံကျဲခြင်းနှင့်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့00:00မိနစ်အချိန်မှစ၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တက်ညာရတန်ကအပြန်အလှန်အပြစ်ခတ်ရက်စက်ရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။2029စစ်စင်ရေးအတွင်း TNL ကမိုးကုတ်၊တီမော၊ကြောင်မဲ၊နောင်ချိုမိုင်းလုံးမိုင်းငေါ်မိုးမိန်နန်းဆန်မန်တုံကိုခိုင်နန်းခမ်းနံပါတ်2မျိုးများကိုတင်ပရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲ၊နောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ထို့ပြင် TNL ကမိုးကုတ်နှင့်မိုးမိန်မျိုးများကိုပါချမှန်ဆွလွန်မည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငေါ်နန်းဆန်မန်တုံကိုခိုင် နိုင်ငံနှင့်နံမတူမျိုးများသာ TNL လက်ထဲတွင်ကြန့်ရှိတော်မူဖြစ်ပါသည်ဆလပီနယ်ရီကန်ဖြူဟာကုန်းတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား26ဦးဖမ်းဆီးရမိကြောင်း CDF အရှုပ်ပြောရေးစရတဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမျိုးနယ်နှင့်ရခိုင်ပြည်နယ်အဆက်နယ်ရီကန်ဖြူဟာကုန်းတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား26ဦးဖမ်းဆီးရမိထားကြောင်းချင်းကာကွယ်ရေးအဖွဲ့အရှုံ CDF အရှုပ်ထံကသိရပါတယ်။နယ်ရီကန်ဖြူဟာကုန်းတိုက်ပွဲသို့စစ်ကူလာသောစစ်ကော်မရှင်တပ်စစ်ကြောင်းများကိုမဟာမင်းများနှင့်ပူးပေါင်းပြီး စက်တင်ဘာနှင့်အောက်တိုဘာလအတွင်းကြားဖြတ်တိုက်ခိုက်ခြင်းခုခံထိုးစစ်ဆင်ခြင်များပြုလုပ်စဉ်အတွင်တုံပန်းနှင့်လက်နက်ခဲယံများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။တုံပန်းတွေကတိုက်ပွဲအတွင်းမှာလက်နက်ချတဲ့သူမပါပါဘူး။တိုက်ပွဲဖြစ်နေချိန်တိုက်ပွဲအတွင်းကလွတ်ရလွတ်ကြောင်ပြေးလာတဲ့အခါမှာကျွန်တော်တို့နေမြေရှင်းလင်းရင်တွေ့ရှိပြီးမှဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်ဟု CDF အရှုံတာဝန်ရှိသူဆက်လိုင်းရိုရှင်းကသတင်းဌာနကိုပြောပါတယ်။ ဖမ်းဆီးရမိသူများကိုရခင်ဖမ်းဆီးရခဲ့သည့်တုံပန်းများအတိုင်းနိုင်ငံတကာစစ်တုံပန်းဥပဒေနှင့်အညီထိမ့်သိမ်းထားကြောင်း၎င်းကဆိုပါရယ်ထိမ့်သိမ်းထားစဉ်အချုပ်ထောင်အတွင်စီကံလိုက်နာမှုအများနှင့်ပူးပေါင်းဆောင်ရွက်မှုများအပေါ်မူတည်ပြီးလာနေငယ်ကြာချိန်ပင်မိသားစုနှင့်ဆက်သွယ်ခွင့်ပြုပေးသွားမည်ဟုဆက်လိုက်ရိုချင်းကဆက်လက်ပြောပါရယ်နိုင်ငံပြူဟာကုံမကြရေးအတွက်စစ်ကော်မရှင်ကလေချောင်းဖြစ်ကုန်နဲ့စစ်ကူများအဆက်မပြတ်ပြီးနေပြီးမဟာမိတ်တော်လှန်ရေးတပ်များနဲ့ပူးပေါင်းတိုက်ပွဲဝင်နေသည့်အော်တိုဘာလ28ရက်နေ့တွင်ဆလိုင်းအာရှေနှင့် 29ရက်နေ့တွင်ဆလိုင်းရမင်းထွန်းတို့ရှေတန်းစစ်မြေပြင်၌ကြာဆုံးခဲ့ကြောင်း CDF အရှိုးကထုတ်ပြန်ထားပါတယ်။၎င်းအပြင်နှစ်လတာတိုက်ပွဲအတွင်းခြေလက်အင်ကာဆုံးရှုံးသူ2ဦးအခြားတိကိတ်တံရရရှိသူ9ဦးရှိကြောင်းနှင့်စစ်ကော်မရှင်တပ်ထံမှလက်နက်ငယ်၄လက်နှင့်ခေရန်အမြောက်များတင်စီရရှိခဲ့ကြောင်းသိရပါတယ်။တုံ့ပန်းများနှင့်ပတ်သက်ပြီးပြစ်မှုကျူးလွန်သူများမိခဲ့သို့အပြစ်ပေးအရေးယူမည်ဆိုသောမူဝါဒမရှိသေးတဲ့ကဲ့သို့ပြန်လည်လွတ်ပေးခြင်းမရှိဘဲဆက်လက်ထိန်းသိမ်းထားကြောင်းဆက်လိုင်းရိုရှင်းကဆိုပါတယ်။ နိုင်ငံတိုက်ပွဲနဲ့ပတ်သက်၍အသေးစိတ်ပြောဆိုရန်အဆင်မပြေတော့လဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း CDF အရှုတာဝန်ရှိသူကအတည်ပြုပြောဆိုပါတယ်။ဇွန်လအတွင်းကလည်းနိုင်ငံပြူဟာကုံဖြတ်တောက်ရေးတိုက်ပွဲများအတွင်စစ်ကော်မရှင်တပ်သား38ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရမိကြောင်းထုတ်ပြန်ကြများအရသိရပါတယ်။ဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားများသည်စစ်မှုမထမ်းမနေရဥပဒေကြောင့်အာရမပေါ်တာဆွဲခံရသူများဖြစ်ပြီးလက်ရှိတာဝန်ထမ်းဆောင်နေသူများအနေဖြင့်တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ပူပေါင်းကြရန် CDF SHO တပ်ဖွဲ့ကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးကပ္ပစ22မှာထွက်လာတဲ့စစ်ကြောင်းမှစစ်သား3ဦးကိုလက်နက်ခဲယမ်းတဲ့တကွ PDF တွေဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းမှစစ်သား3ဦးအရှင်ဖမ်းမိပြီးအလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ Young Revolution Fund URF ကတာဝန်ရှိသူကိုလွင်မိုးတန်ကသတင်းဌာနကိုပြောပါရစေ။စေဖြူအခြေစိုက်အမှတ်22ကောက်ွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ22ကနေ တမ69လက်အောက်ခံတရင်သုံးရင်ကအော်တိုဘာလ29ရက်နေ့ကစပီးစစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်တမ69လက်အောက်ခံတရင်တရကို439စလီတို့ပူပေါင်းထားတဲ့အင်အား400ဝင်းကျင်ကအော်တိုဘာ29ရက်ကရေတွက်ရွာစာတင်ကြောင်းမှာညအိတ်စခန်းချပြီးအော်တိုဘာ30ရက်ညနေပိုင်းမှာရှားပင်ရေရွာနေရိုးကြီးအနီးပြည်သူနှစ်ဦးကိုတပ်ဖြတ်ခဲ့တယ်လို့အသိပေးပါတယ်အဲ့ဒီနောက်အော်တိုဘာလ31ရက်နေ့မနက်နံနားဝင်းကျင်မှာချက်ကန်ရွာအနီးကပသိမ်မုံရွာလမ်းမပေါ်သို့ရောက်ရှိလာလို့ YRF နဲ့ ပခုတ်ကူခရိုင်အမှတ်၁၂တရင်ရဲဘော်တွေစစ်တပ်စစ်ကြောင်းကိုအနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့သိရပါတယ်။မနက်အစောပိုင်းမှာချက်ကန်ရွာစတင်ကြောင်းအတွင်ကိုစစ်တပ်စစ်ကြောင်းဝင်ရောက်ခဲ့ပြီးအနီးကပ်စောင့်ကြည့်နေစဉ်ရွာတွေကအိမ်တွေကိုမှွေနှောက်မိရှို့ကပြည်သူနေအိမ်တွေကနေကြက်ဝတ်တို့ကိုတက်ဖြတ်စားတောက်ဖို့လှုပ်ခဲ့တယ်လို့ဆိုပါတယ်။မနက်၂နာရီလောက်မှာစတင်ကြောင်းနဲ့ရောက်တယ်။နောက်ပြီးတော့၄နာရီခွဲ၅နာရီလောက်မှာကျွန်တော်တို့ကလည်းနောက်ကနေကတ်လိုက်ခဲ့တာဆိုတော့အနီးဝန်းကျင်ကိုစောင့်ကြည့်တယ်။ အဲ့ဒီမှာပြည်သူတွေရဲ့နေအိမ်တွေကိုမှွေနောက်မီးရှို့ဝက်တွေတက်ဆောင်ကြက်တွေလိုက်ပတ်ခိုးအဲ့ဒီအနီနာဝင်းကျင်ကအိမ်တဲ့အိမ်ကိုရောက်လာတယ်။၃ယောက်မှာ၁ယောက်ကအလက်မပါဘူး။ကျန်တဲ့၂ယောက်က MA2 တက်လက် MA3 တက်လက်နဲ့သူတို့ရဲ့စစ်ဝတ်တစားအပြည့်စုံနေပေါ့။အဲ့ဒီလိုအချိန်သူတို့ပတ်ဝန်းကျင်မှာတခြားသူတို့တပ်သားတွေရှိမနေတဲ့အတွက်အိမ်ကိုဝိုင်းပြီးတခါတည်းဝင်ဖမ်းလိုက်တာလို့ကိုလွင်မိုးတန်ကပြောပါရယ်။စစ်သားသူ့ဦးကင်ဆောင်တဲ့ လက်နက်နက်လက်နဲ့အတူကြီလက်ပြပုံ60မမဖုံးသည်ဤနာကနေမိုင် RPG အပူကြီကပြကြီပေါအပူအများပြနဲ့စစ်ဝတ်တက်စားတွေပါတင်ရခဲ့ပါတယ်စစ်သား3ဦးကိုဖမ်းပြီးနောက်ပိုင်းစစ်ကောင်စီကအော်တိုဘာလ31ရက်နေ့လယ်ပိုင်းမှာစစ်ကြောင်း2ကြောင်းခွဲကပင်တောင်ရွာကိုတကြောင်းဝင်ရောက်ပြီးဒီတို့ကွင်းရွာဘက်ကိုတကြောင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ဒီတို့ကွင်းရွာအသွားလမ်းမှာ YRF တပ်ခွဲနှင့်နေမည်ဖြစ်တဲ့အတွက်နေမည်ရှင်းလင်းရေးဝင်ရောက်ရင်စစ်ကောင်စီတပ်သားတွေမိုင်းမိတေဆုံးခဲ့တယ်လို့ အတိပေးပါရယ်တေဆုံစစ်ကောင်စီတပ်သားတွေကတပ်သားနှစ်ဦးကိုတွေ့ရှိခဲ့ပြီး၎င်းတပ်သားတွေကကြီးကအုပ်ထုံးနေစစ်ဝတ်တစားခဲရန်အချို့ကိုထတ်သိမ်းနိုင်ခဲ့တယ်လို့ WIF ကအတိပေးပါရယ်အခုစစ်ကြောင်းကပင်မမှုထံမခံနိုင်တာအာအင်ချီနဲ့လဲကျသူတွေလည်းအများအပြားရှိနေပြီးသွေးပြက်ခါအလဲလဲအပြိုပြိုနဲ့ညှဉ်းညူနေသူများအများအပြားရှိနေတယ်လို့ WIF ကထုတ်ပြန်ထားပါရယ်လက်ရှိစည်ရေးအရပေါက်စိတ်ဖြူလမ်းပိုင်းအားရက်အကန့်အသတ်မရှိပိတ်ပင်ထားတယ်လို့ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်